သူတော့လူတိုင်းမှာရှိကြရဲဒါပေမဲ့ကို့နာမှာရှိတဲ့ချစ်သူကကို့ကိုမုန်းနေတဲ့ရန်သူထက်တောင်ပိုပြီးကြောက်စရာကောင်းတဲ့ချစ်သူမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဘဝမှာချိန်စာမိနေတဲ့အခြေအရေးတွေကိုပိုင်ဆိုင်ထားရတဲ့လူတွေကိုထုတ်ပြောလိုက်လို့ရှင်ကို့ဘက်ဝင်ကျင်ကလောင်မှာစိုးတဲ့အိမ်တောင်ကြီးတွေကိုထုတ်ပြောလိုက်လို့ရှင်ကို့ဘက်ဝင်ကျင်ကကို့ကိုရှုံချကဲ့ရဲ့မှာစိုးလို့တိခတ်နေရတဲ့ဒါကြောင့်ချိန်စာတက်နေတဲ့အခြေအနေအတွက် အဲဒီကားလေးကိုအချစ်ကျင်ကားဆိုရဲနာမည်လေးကိုပေးဖြစ်တာပါပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်ဒီတေယုဆောင်လောကရဲကိုကျွန်တော်ရဲ့လို့ဖြစ်လာအောင်လို့ဒါလက်တွဲကူညီခေါ်ပေးခဲ့တဲ့ကိုစနေနဲ့မမေကိုလည်းဒီနေရာကနေကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ် န်းလျှောက်တာတော့မှမြေကြီးနဲ့ခြေောက်ကထိတယ်လို့လို့လွတ်တယ်လို့လွတ်နေရမူးမြန်မူးနေတာလားကိုယ့်ကိုပြန်စဉ်းစားရတာငါပုံမှန်လဲလမ်းလျှောက်နေကြပါဒီနေ့လမ်းလျှောက်ရတာမူးမူးတယ်လို့မိုက်တယ်လို့ဖြစ်ဖြစ်နေတယ်အရင်စိတ်လှုပ်ရှားနေအမှန်တိုင်းပြောလို့ရှိရင်တကယ်ကိုခါတိုင်းပွဲတက်တွေနဲ့လည်းမတူတယ်လို့ခါတိုင်းပွဲတွေနဲ့လည်းမတူကျွန်တော်အတွက်ဒီနေ့ဒီချိန်ဒီရက်ကလေ တကယ်ကိုစိတ်ကလူရှာမှုကအရန်မြင့်တက်နေတယ်လို့ပြောရမှာပေါ့နော်အများကြီးလဲဟိုဒါဖန်နီရဲ့ချစ်ခင်အားပေးမှုကိုလည်းအများကြီးယုံကြည်တယ်အားလဲအားကိုးပါတယ်လို့နောက်ထပ်ပြီးတော့လည်းဆက်လက်ပြီးတော့ဝင်းရဲ့အားပေးကြပါလို့လည်းပြောခြင်းနဲ့ကျွန်တော်တို့ဒါခြေလန်းအစ်စ်လည်းဖြစ်သလိုတခြားမတူညီတဲ့နယ်ပယ်အစ်စ်တခုကိုခြေလန်းစတာဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီအားတွေကလည်းအများကြီးလိုအပ်ပါတယ်လို့စူးစမ်းဖို့အတွက်ကတော့ကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့စိတ်ရောကိုယ်ရောအားလုံးကိုစနစ်ပြီးတော့စူးစမ်းသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတော့ယုံကြည်ပေးကြပါ အများကြီးလဲဝင်ရပေးကြပါလို့ပဲတောင်းပန်ချင်ပါတယ်ဟုတ်အဲ့မပြောနှုတ်တွေတစ်ခုပြီးတစ်ခုချိန်နေရအမားစီကိုလည်းဖုန်းဆက်လိုက်ကျွန်တော်တို့နော်ညတနာကြီးခွဲလောက်ကြီးကိုစကားပြောလို့မပြီးသေးဘူးမောင်မနှစ်ယောက်အစီပြေပါပါတယောက်သူကလည်းကျွန်တော်ကိုပြန်အားပေးကျွန်တော်လည်းသူ့ကိုပြန်အားပေးအဲ့လိုမျိုးနှစ်ယောက်အပြန်အလှန်ပေါ့နော်အဓိကအတူတူ2019 20လောက်တည်းရနော်အတူတူမောင်နှမနှစ်ယောက်ဒါမှမဟုတ်တဲ့ဒီအချိန်ကာလလေးတစ်ခုမှာတူတူစူးစမ်းခဲ့ကြရဲ့မောင်နှမနှစ်ယောက်ကဒီလိုမျိုး အာပထမအဦးဆုံးခြေလှမ်းတစ်ခုပေါ့နော်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုကိုလည်းပထမအဦးဆုံးပွဲဥတက်မှာကိုအမနဲ့ပထမအဦးဆုံးကျွန်တော်ဘဝအတွက်လည်းပထမအဦးဆုံးစီးရီးကိုမမေနဲ့ရိုက်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘဝအတွက်ဒါနောက်ခြေလှမ်းတစ်ခုမှလည်းမမနဲ့ပြန်ဆောင်ရတာဆိုတော့ကျွန်တော်တကယ်ကိုလည်းဝမ်းသာတယ်အများကြီးလည်းဟိုပီတိဖြစ်မိရယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်ဒီတရုတ်ဆောင်လောကရဲကိုကျွန်တော်ရဲ့လို့ဖြစ်လာအောင်လို့ဒါလက်တွဲကူညီခေါ်ပေးခဲ့တဲ့ကိုစနေနဲ့မမေကိုလည်းဒီနေ့ကနေချီးစွမ်းအားကြီးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်လဲဆိုတော့ ူတို့ရဲ့ယုံကြည်မှုတွေကျွန်တော်အဲ့ချိန်တော့ဆိုကျွန်တော်ဆိုဘာမှမဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်အများကြီးယုံကြည်ပြီးတော့အများကြီးလက်တွဲခေါ်ပေးတယ်ပြီးတော့တကယ်ကိုဒီ family type ဆိုရဲဟိုဘယ်လိုရမလဲစကားကိုပေါ့နော်အဲ့လိုမျိုး family အဲ့လိုမျိုးခံစားချက်ကိုရအောင်လို့ပေးတယ်ပြီးတော့အများကြီးလည်းဒီလိုမျိုးလမ်းပြပေးတဲ့အတွက်လည်းဒီနေရာဒီချိန်ကနေစပြီးတော့တကယ်ကိုကျေးဇူးအများကြီးလည်းတင်ပါတယ်လို့အများကြီးလည်းတူတူလက်တွဲသွားခြင်းပါတယ်အိမ်မက်တွေကဖြစ်လာဖို့အတွက်ကျွန်တော်စပြီးတော့ကြိုးစားရမှာပါတကယ်တော့ ဒီလိုမျိုးဖြစ်ဖို့အတွက်ကိုအများကြီးစူးစမ်းဖို့အတွက်ကိုအခွင့်အရေးဆိုတာလည်းလိုအပ်တယ်လေနော်အဲ့တော့အခွင့်အရေးကိုယုံယုံကြည်ကြည်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးလည်းတင်တယ်ဒီခွင့်အရေးကိုလည်းကျွန်တော်ဘဝအတွက်ကိုအကောင်းဆုံးဒါလက်ကင်ပြီးတော့အာအားလုံးအတွက်ကိုပေါ့နော်ကျွန်တော်တည်တည်ဆိုင်ဆိုင်စူးစမ်းသွားမှာပါဟုတ်မောင်မမမောင်မမ မမမကတော့မမမပါပဲမမမမမမပါပဲရေစားဘလောက်ပါလဲဆိုတော့ဆော့ဆော့ကမောင်လေးဖြစ်တယ်လို့ပဲပေါ့နော်2019မှာလည်းတကယ်မာပီးယားက short film တွေကနေပြီးတော့ဒီ online series လေးစရိုက်မယ်ပေါ့နော် series ဆိုတဲ့ short film ဆိုတဲ့အရာကနေ series ဆိုတဲ့ title လေးကိုစချိန်တဲ့အချိန်မှာမောင်လေးနဲ့ အတူတူရိုက်ခွင့်ရခဲ့သလို series ဆိုတာကိုရိုက်နေရနေပြီးတော့အခုယုံကြီးကားဆိုပြီးဖြစ်တဲ့အချိန်မှာလဲမောင်လေးနဲ့ပဲပြောင်းလဲခွင့်ရခဲ့တယ်ဆိုတော့မှတ်တိုင်နေတိုင်းကအဲ့မှတ်တိုင်တစ်ခုကိုပြောင်းတော့မယ်ဆိုတဲ့အချိန်တိုင်းမှာမောင်လေးနဲ့ပြန်ပြန်ဆောင်ရတယ်ပေါ့နော်ဂျားထဲမှာတော့ तू ကလည်းလုံးဝကိုအရန်ဟိုသူ့ရဲ့တခြားအလုပ်တွေကလည်းတအားများတာဆိုတော့ဟိုကိုရီးယားလည်း series ဘက်မှာဒီလိုကားတွေရိုက်နိုင်ဖို့အတွက်ဟိုပတ်စံရှာရတာပေါ့နော်ပတ်စံရှာနေတဲ့အချိန်ဆိုတော့မောင်တမနှစ်ယောက်ကမဆောင်ကြဘူးပေါ့နော်ဒါပေမဲ့ဒီလိုဖန်တီးတော့မယ်ဆိုတဲ့အချိန်ကျရင်ကန်ရောက်ချလာပြီးတော့ဟို producer ာကလည်းမောင်လေးနဲ့ရိုက်ချင်တယ်ဆိုပြီးတော့သူ့ရဲ့ request ပေါ့နော်အဲ့ဒါရောက်လာတဲ့အချိန်မှာမောင်လေးရေဆိုတဲ့အချိန်မှာသူကလည်းမမလို့နဲ့ဆိုရင်ဒီလည်းမပြောနဲ့ဆက်လက်ပြီးမှဖတ်မယ်ရရဲဆိုပြီးတော့သူကလက်ခံခဲ့ပြီးသူဆက်ဖတ်ပြီးသွားတဲ့အချိန်မှာအာတားယုံကြည်ထားတဲ့မမကတော့မမပါပဲဆိုတဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ဟုတ်တယ်အာဝမ်းတာတာပါဝမ်းတာတာပေါ့နော်ဆိုင်ပြီးတော့ဟိုးအရင်ထဲကလည်းမမတခုခုရေးပြီးပြီဆိုလို့ချင်းအတက်တရောဒီဇက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာကိုဒီမောင်နှမနှစ်ယောက် လုံးဝမတော်နဲ့ကလည်းမန်နိုင်ပြောလို့ရှိရင်တခုခုဆိုလို့ရှိရင်လည်းအရန်အားငယ်တယ်စိတ်စိတ်ဝမ်းနဲ့တက်တက်တယ်ပါလေလူကြီးတော့ဗလိုက်ကြီးကြီး strong နေဖြစ်တယ်လို့ထင်ကြပါမယ်တကယ်တကယ်ကြလို့ရှိရင်စိတ်တရားစားအရန်နှုတ်တယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ဆိုလည်းအဲ့လိုပဲအဲ့ချိန်မှာဆိုလည်းမမဆိုလည်းအများကြီးနီးပေးလမ်းပြပြီးတော့ဘေးကနေပြီးတော့သူဆုံးမပေးတယ်ဘယ်လိုမျိုးလေးလှုပ်တင်နေဘယ်လိုမျိုးတွေကတော့မလှုပ်တင်ဘူးမောင်လေးဘေးကတော့စက်ကြိုးစားအဲ့လိုမျိုးပြောပြတယ်ပေါ့နော်အခုဆိုလည်းအဲ့လိုပဲမောင်နှမညောက်သူစိတ်ညစ်နေပြီသူဝမ်းနေနေပြီသူအားငယ်နေပြီဆိုလို့ရှိရင်လည်းကျွန်တော်ကဒါ အသင့်ရှိပေးတယ်ပေါ့နော်အဲ့တကြောင့်မို့လို့ကျွန်တော်တို့နှစ်ယောက်မှာဆိုလို့ရှိရင်အရန်ဟိုမှာဒီလိုမျိုးဟိုပေါင်နမနှစ်ယောက်ဆိုတာအထက်ကိုပို့တဲ့ပေါ့တန်ရောစင်တွေပေါ့နော်တန်ရောစင်တွေလည်းအများကြီးရှိပြီးတော့ဒီလိုမျိုးလဲဒါတူတူစူးစမ်းဖို့အတွက်ကံနေလည်းဖြစ်လာတာပေါ့ဟုတ်တကယ်တော့လေမေတို့ဒီဇကားကမောင်လေးအတွက်ရောမိအတွက်ရောပြီးတော့မေတို့ရဲ့ဒီမှာပြည့်ထုတ်လို့ရေးအတွက်ရောအလုံးအတွက်ပထမဦးဆုံးဇကားကြီးဖြစ်တယ်ပေါ့နော်ပထမဦးဆုံးဆိုရဲဇကားကြီးဖြစ်တဲ့အတွက် အရန်တော့စိုးရိမ်တာတွေအဲ့လိုပေါ့ပရိသတ်တွေကကိုရီကိုဆိုရှယ်မီဒီယာပေါ်မှာပဲဗီဒီယိုအတိုလေးတွေကြည့်ပြီးအားပေးခဲ့ကြတာဖြစ်တဲ့အတွက်ဒီလိုမျိုးဟိုယုံတင်တဲ့အချိန်ကြာလို့ရှင်ကိုရီအတွက်ချစ်ပြီးတော့အချိန်ပေးပြီးတော့ဒီလိုမျိုးလာကြည့်ပါမလားဆိုတော့စိုးရိမ်ပူပန်မှုတွေတော့ရှိပါတယ်ဒါပေမဲ့ဟိုတကယ်ကိုဟိုစိတ်ထဲမှာလေးကျေးဇူးတင်မိတာတခုရှိရဲ့ဒီကားကိုထုတ်လုပ်တဲ့ပရိုဂျူဆာပေါ့နော်ဟုတ်တယ်ဟုတ်တယ် ပရိုဂျူဆာကမေရိုထုတ်လုပ်ရေးနဲ့သူကနောက်ထပ်ဝိုင်းရင်တယုတ်ဆောင်တွေအများကြီးနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းထပ်ပြီးတော့ရိုက်သွားဖို့အများကြီးရှိပါတယ်။ဒါပေမဲ့ဒီဝိုင်းရင်တယုတ်ဆောင်ကြီးတွေနဲ့ဒီဇာတ်ကားကြီးတွေမရိုက်ခင်မှာမေရိုလိုမျိုးပေါ့နော်တကယ်အကျိုးစားနေတဲ့လူငယ်တွေကိုပထမဦးဆုံးသူတို့ထုတ်လုပ်ရေးရဲ့ဒီယုံကားအဖြစ်ပေါ့နော်အဲဒီလိုရိုက်ကူးပေးတဲ့အတွက်မေရိုမောင်မားနှစ်ယောက်စလုံးကအတိုင်းမသိဝမ်းသာပါတယ်။အဲ့အတွက်လည်းဒီဆက်ခရစ်ကိုရေးတဲ့အချိန်မှာအဲတေချာလေးပေါ့မောင်လေးနဲ့စုံဖို့ရေးတာဖြစ်တဲ့အတွက်ပေါ့မောင်လေးပုံစံနဲ့လုံးဝအ different ဖြစ်သွားတဲ့ပုံစံမျိုးပေါ့သူ့ကိုဇော်ဆိုင်ထက်ကိုဇော်ဆိုင်ထက်လို့အဲ့ဒီလာကြည့်နေတဲ့နိုင်ပိုင်းအတွင်းမှာဇော်ဆိုင်ထက်လုံးဝဖြစ်မနေအောင်အာမြို့တေချာတော့အများကြီးပြင်ဆင်ထားကြပါတယ်အများကြီးလည်းစ조사ထားတာမို့လို့တကယ်လည်းယုံမှာပြတ်တက်ခွင့်ရတဲ့အချိန်ကြာလို့ရှိရင်အများကြီးလာရဝင်းရံဖို့အတွက်ဖိတ်ခေါ်ပါတယ်ပါတယ်ဒါမှမဟုတ်အဓိကတော့လေဟိုဘယ်လိုပြောမလဲလောကကြီးမှာ ချစ်သူတော့လူတိုင်းမှာရှိကြရဲဒါပေမဲ့ကို့နာမှာရှိရဲချစ်သူကကို့ကိုမုန်းနေတဲ့ရန်သူထက်တောင်ပိုပြီးကြောက်စရာကောင်းတဲ့ ချစ်သူမျိုးတွေလည်းရှိတတ်တယ်ပေါ့เนาะဆိုတော့ဒီလိုမျိုးချစ်သူတွေကရန်သူထပ်ပို့ပြီးကြောက်စရာကောင်းတဲ့လုံရမျိုးတွေလောက်တာမျိုးတွေချစ်သူကရန်သူဖြစ်နေတာမျိုးတွေဆိုလို့ရှိရင်ဒါတွေကဟိုဘဝမှာချိန်စာမိနေတဲ့အခြေအရေးတွေကိုပိုင်ဆိုင်ထားရတဲ့လူတွေကိုထုတ်ပြောလိုက်လို့ရှိရင်ကိုပတ်ဝင်းကျင်ကလောင်မှာစိုးတဲ့အိမ်တောင်ကြီးတွေကိုထုတ်ပြောလိုက်လို့ရှိရင်ကိုပတ်ဝင်းကျင်ကကိုကိုရှုံချအကဲ့ရဲ့မှာစိုးလို့တိခတ်နေရတဲ့ဒါကြောင့်ချိန်စာတက်နေတဲ့အခြေအနေအတွက် အဲဒီကားလေးကိုအချစ်ကျင်ကားဆိုရဲနာမည်လေးကိုပေးဖြစ်တာပါမင်းရဲ့ character ကတော့ဟိုအများသောအဖြစ်မေသူထွန်းဆိုလို့ရှိရင် तू ကဟိုမနှိမ့်ဆက်ခံရမယ်ငိုရမယ်သူ့ယောက်ျားပါဝါမယ်အဲ့လိုမျိုးဖြစ်နေတာဆိုတော့လေဒီကားမှာတော့အနှိမ့်ဆက်ခံရတယ်သူ့ယောက်ျားဖောက်ပြန်သွားတယ်ဆိုတာမျိုးတင် မဟုတ်ဘဲနဲ့ပေါ့နော်ထူးဆန်းတဲ့အဲမေသူထွန်းတစ်ယောက်ကိုထပ်တွေးဖို့အတွက်ဒီကားကြီးကိုလာကြည့်ဖို့အတွက် ပြောချင်ပါတယ်ဟုတ်ပါတယ်ပြောချင်တာတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်စလုံးရဲ့ different type ကိုမြင်ရမှာဒီဇာကားပေါ်မှာပေါ့နော်ဒီဇာကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှစ်ယောက်ကိုဒီကြည့်နေရတဲ့အချိန်ကာလမှာဇော်ဆိုင်တက်နဲ့မေသူထွန်းဆိုတာကိုပျောက်သွားတဲ့အထီကိုမြင်ရအောင်ဒီတော့ကျွန်တော်တို့ဒါစူးစမ်းပုံဖော်သွားမှာဖြစ်ပါတယ်အဲ့အတွက်လည်းကျွန်တော်တို့ဒါ promo video ကြီးလဲကျွန်တော်တို့ဒီဆက်လန် address ကိုကြိုတင်ရိုက်ခဲ့ကြရတယ်။အဲ့ဒီအချိန်မှတွင်ကိုတယောက်နဲ့တယောက်ကအမှန်တမ်းပြောလို့ရှိရင်เนาะမူးတွေဝင်ပြီးတော့ သူ့လည်းကိုကြောက်ကိုလည်းသူကြောက်သူကြောက်ကိုကြောက်အဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့ကျွန်တော်တို့ဒီ promo marketing ကိုအရန်ကိုကျွန်တော်တို့ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့စိတ်အားထက်သန်မှုကတော့တော်တော်များများမြင့်တက်နေရဲဆိုတာကို driver ကြီးကိုယ်တိုင်ကလည်းပြောတယ်ဒီခါလေးကြာလို့ရှိရင်ကျွန်တော်တို့မှုတွေကအဲ့မှုတွေဖြစ်နေတော့သူတို့ကိုယ်တိုင်ကပါကြောက်နေတဲ့သဘောတွေပေါ့နော်အဲ့လိုမျိုးတွေသူသူ့အနေနဲ့လည်းဒါအများကြီးကျွန်တော်တို့ train มาပါကျွန်တော်တို့သူလိုချင်တဲ့ဇက်ကောင်ဒီ ဇလန်းထဲမှာရှိတဲ့ဇက်ကောင်တွေရဲ့ပုံစံမျိုးတထေရတဲ့တသားတဲ့အဓိကတသားတဲ့ဖြစ်သွားဖို့အတွက်ကိုအများကြီးဟိုတင်ယူပြီးတော့မှဒါအကိုကလည်းသေချာလေး train ပေးသွားမှာဆိုတော့ကျွန်တော်တို့အတွက်လည်းအများကြီးစူးစမ်းဖို့အတွက်ခွင့်ရအများကြီးရှိပါတယ်ဟုတ်မြန်မာစတာပါ